ွားမှာမျက်နှာသိညမဖိုက်တာစေလုံးကျော်နဲ့ပွဲတက်ထားတဲ့ထိုင်းဖာတာရောဆက်ဆန်ဆိုတာဘလိုဖိုက်တာမျိုးလဲခြံနမရှိတဲ့ပြည်သက်ကြီးရေမင်္ဂလာပါဗျာခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ဝမ်းမှာမျက်နှာသိညမဖိုက်တာစေလုံးကျော်နဲ့ပွဲတက်ထားတဲ့ထိုင်းဖာတာရောဆက်ဆန်ဆိုတာဘလိုဖိုက်တာမျိုးလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခုလာမယ်မင်းရဲ့တောက်ချနေမှာကျင်ပါမယ်1 Friday 5 1 Osu ပွဲစဉ်မှာတော့ မြန်မာမျက်နှာပြည့်ဖိုက်တာတယောက်ဖြစ်တဲ့မန်လေးသားလေးစိန်နိုးချောပွဲဥဒက်ပါဝင်လာပြီးဖြစ်ပါတယ်။အခုပွဲမတိုင်ခင်မှာပွဲစီစဉ်သူတယောက်ကမန်လေးသားဖိုက်တာတယောက်ပွဲထုတ်ခွင့်ရမယ်ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားခဲ့တာကြောင့်မြန်မာဖိုက်တာဘယ်သူဖြစ်မလဲဆိုပြီးတော့ထင်ကြီးတွေနဲ့စိတ်ဝင်စားမှုတွေမြင့်တက်နေခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းဝမ်ဘက်ကတရားဝင်ချပြလာတဲ့အချိန်မှာတော့မန်လေးသားစိန်နှုန်းချောဖြစ်နေခဲ့ပါတယ်သူနဲ့ရင်ဆိုင်ထိုးတက်ရမယ့်ဖိုက်တာကတော့ထိုင်းနိုင်ငံသားဖိုက်တာတစ်ယောက်ဖြစ်တဲ့ဂျော့ဆက်ဆန်ပဲဖြစ်ပါတယ်ဂျော့ဆက်ဆန်ဟာဝမ်အပဝင်းသူ့ရဲ့မှုထိုင်းဖလိုပွဲပေါင်း၃ဘွဲ့ထိုးသက်ထားပြီးတော့၃ဘွဲ့စလုံးအနိုင်ရရှိထားတာဖြစ်ပါတယ် ဝမ်းမှာတော့ထိုင်းဖာတာတယောက်နဲ့ဖိုးသက်ထားပြီးတော့နိုင်အဆုံးဖြတ်နဲ့အနံ့ရရှိထားတာဖြစ်ပါတယ်။ဒေါ်ဆာဆန်ကအသက်16နှစ်အရွယ်ရှိပြီးတော့အရက်က9ပေဆက်လက်မှရှိပါတယ်။ body weight သေးပြီးတော့ပေါ်ပါသွားလက်ပါတယ်။သူ့ရဲ့ပွဲ check up ပုံကတော်တော်ကောင်းပြီးတော့ညစ်စနစ်လည်းကောင်းပါတယ်။သူတင်ကိုတင်အရန်ဝင်လုံးထုတ်တဲ့ဖိုက်တာမျိုးမဟုတ်ဘဲနဲ့တစ်ဖက်လူအမားကိုစောင့်ပြီးတော့အပိုင်အကွက်ရချိန်မှာဇက်တိုက် ုလုံးတွေစီအားတွေပြီးပြီးတော့ကစားတတ်တဲ့ဖိုက်တာမျိုးဖြစ်ပါတယ်သူရဲ့ခြေကချက်တွေကကောင်းမွန်ပြီးတော့မွေထိုင်းဖိုးပေါက်တွေဖြစ်တဲ့တရောင်ရချက်တွေလည်းထွက်တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။အခုမှမွေထိုင်း1စထုမဲ့ဖိုက်တာတယောက်ဖြစ်တဲ့စင်လုံးချိုးတက်တော့ ။ငွေထမ်းကောင်းတဲ့ fighter တယောက်နဲ့စတွေ့ရတာဟာအနည်းငယ်ခက်ခဲနိုင်ပါတယ်။ဒါပေမဲ့လို့ရိုးရာလဝေအားနဲ့မာဂုံကိုအားပြုပြီးတော့နေ့စနေပိုင်းသေးချပြင်ဆင်လာမယ်ဆိုရင်တော့စေလုံးချောတွက်ကအောင်ပွဲဆိုတာမခင်ရလှပါဘူး။ဒါမှဖိုက်တာတဲ့စေလုံးချောရဲ့ပွဲကိုအားပေးဝင်ရရင်အတူတူစောင့်ကြည့်ကြပါလို့ခင်ဗျာ။ ဆောင်းဖြီးကြည့်ရှုပေးခဲ့တဲ့တရားချင်းစီတောင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအသစ်တင်သမားသိရှိအောင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာ